တင်ဆက်ပေးမယ့်သတင်းကတော့ MU မှမန်တိုရောက်ဖို့အတွက်နှိစက်လာတဲ့သတင်းပဲဖြစ်ပါတယ်။မန်ယောတေဟာဘရက်ဖတ်တိုက်စင်မှု MU မှခေါ်ယူဖို့အတွက်အနည်းဆက်ဆုံးအနေထားရောက်ရှိလာတယ်လို့သိရပါတယ်။အသက်25နှစ်အရွယ်ကင်မရွန်လက်ရွေးစင်တိုက်စင်မှု MU မှကိုမန်ယောတေကပြောင်းရွှေ့ကြေးပေါင်55တန်နဲ့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ MU မှနဲ့ဘရန်ဖို့တင်တို့ရှုပ်ဆိုထားတဲ့စာချုပ်ဟာတက်တန်းတစ်နှစ်ပဲကြာရှိတော့တာကြောင့်မန်ယောတေဘက်ကကမ်းလှမ်းခဲ့တဲ့ပြောင်းရွှေ့ကြေးဟာဘရန်ဖို့အတင်ဘက်ကငင်းဆန်မှုတက်ခဲ့တဲ့အနေထားဖြစ်တာကြောင့် Bradford တဲဘက်ကလက်ခံမွေးရှိနေပါတယ်။ MU မခေါ်ယူဖို့အတွက်ထိုင်တန်တင်းရှင်ဝါလည်းကြိုးပမ်းနေပေမဲ့ MU ကမန်ယွတ်တင်းနဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိတာဖြစ်တာကြောင့်မန်ယွတ်တင်းကသာ MU ခေါ်နိုင်ဖို့ကနှိစက်နေရဖြစ်ပါတယ်။မန်ယွတ်ပြရဲ့မိုးရင်ကဟူတိုက်စင်မှုကညာခေါ်ပြီးနောက်မှာတိုက်စစ်ပိုင်းကိုအင်အားထပ်ဖြစ်တင်မှုအတွက် MU ခေါ်ယူဖို့အတွက်ကြိုးပမ်းနေရဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းချက်ဝါပေးပို့လာပါဗျ။